ချက်ချင်းတော့တာမှအရိယာတရားဟောဖို့တူကဘာဉာဏ်ရှိနေလို့လဲဒါမေကြီးကမှဗုဒ္ဓဆက်ကတာရှိနေလားလူတွေတရားရဖို့တော့ကိုလုံးဝပူဖို့မပူတာအထိုင်လေးနောက်ဆုံးနားလဲအောင်ပြောရဟန္တာဖြစ်တဲ့သူကိုဦးဇင်းလုတ်ပေးနိုင်တယ်နောက်ဆုံးစချက်ချင်းတော်တာမှအရိယာတရားဟောဖို့တော့သူကဘာဉာဏ်ရှိနေလို့လဲ အဲ့ဒါမေးကြည့်မယ်သူမှဗုဒ္ဓဆက်ခုများရှိနေလားလူတယောက်ကအာဒီယာနုတရားကိုသိလားသူကမသိနိုင်ဘူးသူရဲ့အိန္ဒြေရင့်မြင်ကိုရောသိရလားမသိနိုင်ဘူးအဲ့ဒါသိကြဘယ်သူပဲရှိတော့ဘုရားတဆူပဲရှိတယ်ပြန်ပြောကြည့်ခုနကပြောခဲ့တယ်ဗုဒ္ဓဆက်ခုဘာဆက်ခုလဲဗုဒ္ဓဆက်ခုမှာဉာဏ်ဘယ်တစ်ပါးရှိလဲနှစ်ပါးရှိတယ်နံပါတ်1အာဒီယာနုတရားဉာဏ်ဘာဉာဏ်လဲနံပါတ်2ကအိန္ဒြိယပရောပရိယတိဉာဏ်ဘာဉာဏ်လဲအဲ့ဒီဉာဏ်နှစ်ပါးရှင်လို့ဘာဆက်ခုလို့ခေါ်လဲဗုဒ္ဓဆက်ခု လူတရားကိုတရားလို့ရအောင်ပြောဖို့ဆိုတာအဲ့ဒီညာဏပါရှိမှရတာအဲ့ဒါအဲ့ညာဏပါကရောဘု து ရှိမှပဲရှိလဲမြတ်စွာဘုရားရှိမှပဲရှိတယ်မြတ်စွာဘုရားရှိမှရှိတဲ့ညာသူ့မှာရှိနေလို့လားချက်ချင်းပဲသောတာပန်အရိယောတရားဟောမယ်ဆိုတဲ့စကားဒီသူ့ကိုယ်သူဘုရားလို့ပြောတာမဟုတ်လားဟုတ်လားအဲ့ဒီတော့ရုပ်တဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးဘယ်တည်းသူရုပ်လားသူမြတ်လားကျေကျေပြောသူရုပ်လားသူမြတ်လား ဦးဇင်းတို့တချို့ကဟာပြောတယ်တန်ခါရဏ40တန်ခါတန်ခါရဏ49ပါလားဟုတ်လားတန်ခါရဏ49ပါလားအဲတော့49ပါရှင်မောင်ကိုလာမစစ်ဘူးလားလို့လာစစ်မှာလို့မျိုးမျိုးပြောကြဦးဇင်းကရည်ချင်းတယ်အဲ့လိုမျိုးပြောလို့ရှိရင်အဲ့လိုစစ်မဲ့ဆရာတော်တွေကိုလမ်းစိုက်ပါပြောမှာအတော်ပြန်လမ်းစိုက်ဆုံးကျွေးမှာပြင်ဖိတ်ပြီးတော့အခုလက်တရဝန်ကျွန်ရတယ်ပေးအောင်ပေးအောင်ပါ အဲ့တော့ဦးစင်းကိုတိုင်ဒီရန်ပေါင်မှာနှစ်လပဲရှိတယ်။တပိတ်သလုံးသင်္ကန်းသုံးတယ်။ဦးစင်းအဲ့တန်ခါရန္နာတန်ခါနာက48ပေါင်လိုက်ရှိတယ်။ပရမတ်တေဦးစရာတော့ရှိတယ်။နောက်ကအဲ့မော်ဘီယာဖုံးပြီးတော့ပေါင်တန်ခါနာက48ပေါင်ဘလို့ဆက်သွယ်ရမလဲ။ဒါသာထိုင်ပွင့်ပြီ။တော့ဘလို့ပြောပြမလဲ။ခက်ကန်းသစီမကြောက်ဘူး။ဒီတော့ငကိုတဲ့ဒုဝတဲ့ကြောက်တာမဟုတ်လေ။မှားတာတော့မကြောက်တာလေ။မှန်တာဘာလို့ကြောက်ဘူး။အဲ့တော့ဒီဟာကကိုကငကိုတဲ့ဒီတန်တာကိုဆုံးတော့အဲ့လိုလိုက်ပြီးတော့လိုက်ရှာခဲ့တာ။ ဒီတရားတွေကိုကိုယ်တိုင်တရားဝင်ယူတော့သူတို့စစ်တယ်ဆိုရန်ကောင်းတာသူတို့ကလည်းမတရားတာလုပ်လို့မရကြောက်စရာလည်းမလိုကြောက်တယ်ဆိုတာမဟုတ်တာလို့ပုံမှန်ကြောက်ကိုတရားဆက်နေတော့ကိုကိုယ်တိုင်စစ်ခံကြပြောပစွန် license သွင်းနေတာလိုင်စင်တွေ့ကြတာအဲ့တော့စစ်မဲ့စစ်မဲ့ပြောရဦးရရိုင်းရတယ်။ဦးရစစ်စစ်အဲ့တော့စစ်ရင်လည်းဦးရအကျဉ်းညံလည်းဘယ်လောက်ဒီဘယ်လောက်ဒီသုံးသက်လာတာလဲ။အဲ့စစ်တဲ့လူတွေအကုန်လုံးကောရမတ်ကျော်ပေါ်မှာ။အဲ့အဲ့လောက်ဒီဦးရကသူတို့စစ်နေနေဦးရတိုင်နေဟို ိဗ္ဗာန်ရောက်တဲ့သူပေါ့ဗျာအဲ့တော့ဒီလူကြီးကမောင်းတယ်လာရဲ့အဲ့သူတို့ကိုလိုက်ရှာတယ်အဲ့တော့ဦးစင်းကိုစစ်မဲ့ဆိုစစ်တက်ဆရာတော်တွေနေတီတီမျိုးနယ်တီတီရတာဟဟုတ်လားအဲ့ရတယ်ဦးစင်းနန်းစိတ်ပါပြောမှာဦးစင်းအဲ့လောက်ကြီးကိုရွေချက်ရှိဦးစင်းဒီတရားပေါ်မှာဦးစင်းယုံကြည်မှုပေါ့နော်အဲ့တော့ဒီတရားပေါ်မှာဘယ်လောက်ကြီးယုံကြည်လဲဦးစင်းဒီငါဒီတစတရားတွေဟောလို့ငါ့ကိုမကျင်တဲ့လို့ခုလိုမျိုးဝင်းကြီးဆရာပဲဖြစ်ဖြစ်မကျင်တဲ့လူကအမျိုးမျိုးကြောက်ချလို့ထောင်ကြရင်ထောင်ထဲမှာပေါ့ မကျင်တဲ့လို့ရှင်များကိုမယုံဘူးရှင်များတရားတွေကမှားတယ်လွဲတယ်မကျင်တဲ့ဟုတ်လားလာလဲစင်းပြလိုက်ဘုရားတရားအဲတေးတဲ့ဥစဉ်ကိုလဲခေါင်းပြတ်မဲ့လူလဲဥစဉ်ရေးမိဘူးစာချုပ်မှာလက်မှတ်ထိုးပြီးဦးမှာကြီးပြူသွားနဲ့သူ့မှာအပြစ်မရှိကြောင်းကျွန်တော်ကိုယ်တိုင်ဥစဉ်ကိုယ်တိုင်လက်မှတ်ထိုးပြီးဦးဟာလာဘုမပြောတာမဟုတ်ဘူးဥစဉ်ပလင်ပေါ်မှာလည်းပြောတယ်ဟောတဲ့တရားတွေမှာလည်းရှိတယ်လိုက်နာတော့ဇနေခေတ်မှာ တထိုင်တည်းနဲ့တောတပံဖြစ်ရမယ်လို့အာမခံပြီးဟောကြားနေတဲ့ဆရာတော်တွေပေါ်ထွက်လာတာဝမ်းသာဖို့ကောင်းပါတယ်တကယ်တမ်းတောတပံဖြစ်ခင်ပေါ့ဟောကြားတဲ့ဆရာတော်ကဟောတယ်ဒုနန်ကမှာတထိုင်တည်းနဲ့တောတပံနေဖြစ်သွားတဲ့သူတွေအများကြီးဖြစ်သွားပြီလားမသိဘူးတောတပံဖြစ်အောင်အများလေးဟောပေးပါလားလို့မြန်မာနိုင်ငံကြီးအပြောက်များတော့ရင်ငင်းချမ်းသွားအောင်လို့တရားပြတာ ရဲတာဖွင့်တာတွေကကောင်းပါလေ။ဆိုတာကတထိုင်တည်းနဲ့တောတာပံဖြစ်အောင်ဟောမယ်။၃မိနစ်တည်းနဲ့နိဗ္ဗာန်ရောက်နိဗ္ဗာန်ရောက်ရမယ်ဆိုတာတွေကကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းတဲ့ပုံစံပေါက်တာပေါ့။နောက်တောတာပံဖြစ်သွားတဲ့သူဟာငါတောတာပံပါလို့ဘယ်သူ့ကိုမှထုတ်မပြောဘူး။မယားမကနှိုက်မေးမှလားပြည့်ရနေပဲပြောတယ်တကယ်ပြလို့အကောင်မြင်အောင်လောက်ပဲပြောတယ် တော်ရပံဖြစ်သွားတဲ့သူဟာယရဏသုံးပါးကိုအတ္တထတံပိုးထားတယ်။ငါးပါးသီလကိုလွန်ကျူးဖို့စိတ်ဆန္ဒလည်းမရှိတော့ဘူး။တကယ်တမ်းပြောရရင်ဖះဆင်းတော်မှာငါတရားဟောရင်တရားထူးရဖို့ရရမယ်လို့အာမခံပြီးတော့မဟုတ်ဘူး။ဖះဟောလို့ကျွတ်တံမဝင်တဲ့သူတွေမှအများကြီးပဲ။တောတာပံဖြစ်တယ်၊ရဟန္တာဖြစ်တယ်ဆိုတာအခုလို့လို့အခုထဖြစ်တဲ့အရာမျိုးမဟုတ်ပါဘူး။ ဖះရှင်ကတရားတွေကိုပါရမီအနုအရင်ကြည့်တယ်တရားထုတ်ရချင်းတန်ပြီလားမတန်သေးဘူးလားဆိုတာကြည့်တယ်စရိုက်ကိုကြည့်တယ်စရိုက်ကိုကြည့်တယ်ဆိုတာသူနဲ့တင်းလျော်တဲ့ကမ္မထံကိုဟောမှတရားထုတ်ရနိုင်တာမို့ကြွထားတဲ့သူဆိုရင်ဘယ်တော့ပင်ဝေးပါစေအဲ့နေရာကိုအရောက်သွားပြီးတော့တရားဟောလေးရှိပါတယ်မြတ်စွာဘုရားကတရားပြတဲ့ကမ္မထံပေးတဲ့နေရာမှာ အစင်တာရီပုဗ္ဗတာတော်မှာတရဝရရဲ့အတယာနုတ္တိယအလိုကိုမသိလို့တရားထုမရတဲ့သူတွေရှိတယ်။အစင်တာရီပုဗ္ဗတာတော်မှာတရားဟောတိုင်းတရားထုမရနိုင်ဘူး။တယောက်တော်ဆွေပရိန်တဲ့ပါတယောက်ဟာအစင်တာရီပုဗ္ဗတာအခမ်းမှာဥပိ္ပေတပည့်ခံယူပြီးတော့ယဟန်လောက်ဝတ်တာပေါ့။ ရှင်သာရိပုတ္တရာယဟန်ဝဲပြီးတော့ငယ်ရွယ်နှုတ်ပြတဲ့သူတွေဟာရာဂအဖြစ်များတယ်ဆိုပြီးတော့သူနဲ့တင်းနေတော့တင်းမြော့မယ်ထင်ပြီးတော့အဲဒီအာတုဘကမ္မထံကိုပေးလိုက်တယ်အဲ့ဒီယဟန်လေးကတဝါတွင်းလုံးအားထုတ်တာတရားထုတ်နေအောင်ဒုတိယတစ်ခေါက်ပြန်လာတော့အရှင်သာရိပုတ္တရာကတရားထုတ်မရတဲ့အကြောင်းကိုသိတော့အဲ့ဒီအာတုဘကမ္မထံကိုပဲ ပြည့်ပြည့်စုံစုံနဲ့ထပ်ပြီးတော့ဟောပြလိုက်တယ်။ဒုတိယတစ်ခေါက်မှာလည်းအစင်တာရီပௌဒါပြလိုက်တဲ့အာတုဘကမ္မထာနဲ့တရားထူးမရဘူး။အဲ့တော့အစင်တာရီပௌဒါရစဉ်းစားတယ်။တရားတကယ်အာထုတဲ့သူတွေဟာသူ့စီမှာကာမစ္ဆန္ဒနိဝရဏစသည်ရှိမဲ့ဆိုလို့ရှိရင်ရှိတယ်လို့သိရမယ်။ကာမစ္ဆန္ဒနိဝရဏစတဲ့စသည်မရှိလို့ရှိရင်မရှိဘူးလို့သိနိုင်တယ်ဆိုပြီးတော့အဲ့ဒီယဟန်လေးခေါ်ပြီးတော့မြတ်စွာဘုရားကြီးကြွားတယ် မြတ်စွာဘုရားကဒီလိုဒီလိုပဲအကျိုးအကြောင်းဆောက်ပြတာပေါ့နော်အဲ့တော့မြတ်စွာဘုရားကဘာပြောလဲဆိုတော့ဤတရားရရဲ့အလိုကိုစရားကိုကြည့်တဲ့အာတယနုတိယဉာဏ်ဆိုတာပါရမီတို့ကိုဖြည့်ကျင်းရတဲ့တောင်းတော်လောကဓာတ်တို့ကိုတဲ့တင်ထက်စီလျက်တပ်ပင်ညူတာဉာဏ်တော်တို့ရောက်တော်မူကြကုန်တော့မြတ်စွာဘုရားတို့အရာတာဖြစ်တယ်လို့မြတ်စွာဘုရားအမိတ်တရားရရဲ့အလိုစရားကိုတင်းနေရတဲ့ကံဖန်းကိုပိနေတဲ့အတိညာမြတ်စွာဘုရားကလည်းရှိတယ် ဲ့တော့မြတ်စွာဘုရားကဆင်ခြင်တာပေါ့ဒီယဟန်လေးကဘယင်ဘွားကဘာတွေဖြစ်ခဲ့လဲဆိုစဉ်းစားတော့စဉ်းစားတဲ့အခါမှာဒီယဟန်လေးကဘယင်တော်ကဘဝ900တန်းတိုင်းဆွေပရင်တဲ့အမျိုးမှဖြစ်ခဲ့တယ်အဲ့ဆွေပရင်တဲ့အမျိုးမှဆွေတွေကိုမဟာလီကားပန်းဘရုံမာကြပန်းစသည်တို့ကိုပြုလုပ်ခဲ့တာကိုမြင်အဲ့တော့ကြောင့်ဒီမတင်တဲ့အာတုဘကံပန်းဟာဒီယဟန်နဲ့ မတင့်ဟေော်ပေါ့နော်တင့်ဟေော်တဲ့ကမ္မထမ်းနဲ့ပဲတင့်တယ်တဲ့ကမ္မထမ်းနဲ့ပဲဒီဟန်နဲ့တင့်တော်တာပေါ့အဲ့လိုမြတ်စွာဘုရားကမြင်တယ်အဲ့မှာမြတ်စွာဘုရားကဘာကမ္မထမ်းပေးလဲဆိုတော့ flavoring ပမာဏလောက်ရှိတဲ့ရုံမာကြပန်းကိုဖန်ဆင်းပြီးတော့အယောဆုံးမှလာကောင်းအယောဆုံးမှလာကောင်းရေပေါက်တန်တန်လေးတွေရေအပေါက်အပေါက်လေးတွေစုံနေတဲ့ပုံစံလေးပြုလုပ်ပြီးတော့ ဒီဘရမကျပန်းကြီးကိုယူပြီးတော့เนาะတောင်းရဲ့အစွန်းမှာသွားအဲတဲဘုံမှာစပြီးတော့တမလင်ဖွဲ့ဖွဲ့ပြီးတော့လောဟိတံလောဟိတံဉာဏ်တော့အစင်းပါတကားဉာဏ်တော့အစင်းပါတကားဆိုပြီးတော့ကတိုင်းပရိကံကိုအမှုကိုပြုလို့ဆိုပြီးမြတ်စွာဘုရားကအမှကမ္မထံပေးလိုက်လောဟိတကမ္မထံပေါ့အဲယဟန်လေးကလောဟိတကမ္မထံကိုစီဖြန်းပြီးတော့အားထုတ်တော့နိရဏတရားတွေကိုဖယ်ခွာပြီးတော့ဇန်လေးပါးကိုရတာပေါ့ အမှသူကသတ္တထဇံနဲ့ဇံကစားနေတယ်။အမမြတ်စွာဘုရားကဒီဟန်လေးဟာနေရဏတွေကင်းကွာပြီးတော့ဇံတရားတွေရထားပြီးပေါ့နော်။သုဘသူတာလည်းဒီထမအထက်ဖို့ကိုရောင်းနိုင်လားမရောင်းနိုင်ဘူးလားဆိုပြီးတော့စဉ်းစဉ်တော့သုဘသူဒီမတ်ဖို့တရားထုတ်ကိုမရနိုင်ဘူးဆိုတာပြီးတော့မြတ်စွာဘုရားကအဲ့ဒီဘုံမှာကြာပိုင်းကိုညှောနှွမ်းတဲ့ပုံစံပြန်ပြောင်းလိုက်တယ်။ ဲ့တော့မှအယံငယ်လေးကအနုဘဒိနာယုတ်ဖြစ်တဲ့ဒီကြပန်းကဗရာတရားကနှိမ့်ဆက်တာပေါ့နော်ဒီကံကြောင့်ဖြစ်တဲ့ဥပဒိနာဖြစ်တဲ့ဒီခန္ဓာကိုယ်ဒီခန္ဓာကိုယ်ရောက်မှာဗရာမနှိမ့်ဆက်ဘူးဆိုတာဓမ္မဆီတော့မလဲဆိုပြီးတော့အဲ့မှာနည်းနည်းချင်းအနိစ္စဒုက္ခအနတ္တတွေစင်ကြင်ပြီးတော့တရားအားထုတ်လိုက်တာသောတာပန်ဖြစ်သွားတယ်သောတာပန်တရားကအနာကယဟနာဖြစ်တယ်ဆိုတာကပါရမီ ရှင်းတန်လာရမယ်တရားထုတ်ရခြင်းတန်လာရမယ်အဲ့တော့မှဟောတဲ့တရားနဲ့တိုက်ဆိုင်ပြီးတော့တရားထုတ်ရတာပဲဒီတရားရရဲ့စရိုက်အားလျော်ဆိုတာကမ္မထံပေးဖို့ဆိုတာမြတ်စွာဘုရားမတပါဘယ်သူမှမကြည့်ပါဘူးဒီတာမန်ပုဂ္ဂိုလ်မပြောနဲ့အရှင်တာရိပုဒ္ဒရာတို့တော်မှာရေအာတယနုတိယဉာဏ်ဆိုတဲ့တရားရရဲ့အလိုစရိုက်ကိုမသိလို့ကမ္မထံအပေးမှားခဲ့တဲ့အတွက်ကြောင့်တရားထုတ်မရနိုင် တရားထုံးရခဲ့တာပါအဲ့ဒီရဟန်းလေးကတရားဟောတရားပြရတယ်ဆိုတာလေတရားဟောပိဋကတော်ကိုနှစ်နှစ်ဆက်ဆက်လေးတာထားရမယ်ကိုကိုတန်လည်းတရားအားထုတ်မှုရှိရင်ပို့ပြီးတော့ကောင်းပါလေသူစင်းရဆရာလောက်တာမဟုတ်ပါဘူးဆရာတော်ကြီးတွေရဲ့စကားကိုပြန်ပြောတာဖြစ်ပါတယ်